အရင်နှစ်တည်းခီးသွွားဝင်ရောက်မှု38ရာခိုင်နှုန်းကျဆင်းသွားတယ်ဆိုတော့ခီးသွွားဝင်ရောက်မှုတွက်ချက်တဲ့ပုံစံပြောင်းလဲလိုက်တာကြောင့်ဖြစ်တယ်လို့ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်။ခင်းပြူစိုးသတင်းပေးပို့ထားတာပါရှင်။2015ခီးသောဝင်ရောက်မှုနဲ့နှိုင်းယှဉ်ပါက2016ခုနှစ်မှာမြန်မာနိုင်ငံရုံခီးသောဝင်ရောက်မှု38ရာခိုင်နှုန်းကျဆင်းသွားရဲဆိုတာတွက်ချက်တဲ့ပုံစံကလေဆေးဝင်ပေါက်ကပဲတွက်ချက်လိုက်တာကြောင့်ဖြစ်တယ်လို့ပြောပါရယ်။ဇန်နဝါရီလ23ရက်နေ့ကရန်ကုန်မြို့မြန်မာနိုင်ငံခီးသောလုပ်ငန်းအဖွဲ့ချုပ်မှပြုလုပ်တဲ့ ASEAN ခီးသောလုပ်ငန်းဖိုရမ် ၂၀၁၇ခုနှစ်တက်ရောက်ခဲ့မှုနဲ့ဆက်လင်းပြီးပြုတ်လုတဲ့တင်းစားရှင်းလင်းပွဲမှာဟိုတယ်နှစ်ခီးတော်လိုက်ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ကခီးတော်ရီကြာစင်းတဲ့ပုံမှာအခုလိုပြောဆိုခဲ့တာပါ။အများအပြားဖြင့်တော့ဒီကိစ္စတွေကိုကြီးကြီးရဲ့မြန်မာနိုင်ငံရဲ့အခွင့်အရေးတွေဟာအများကြီးကိုထိုးချသွားတာဆိုတော့မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ဒီတာနဲ့ဝင်ရောက်လာတဲ့ရေစိတ်ကြီးစိတ်တွေဝင်ရောက်တဲ့တင်းစားတွေကိုတွက်ကြည့်လိုက်ဆိုတဲ့ဒီကိစ္စတွေနဲ့ဒီနေ့ကဒီနေ့ကတင်းစားတွေကိုတွက်ကြည့်ပါမယ်။ဘုရားရဲ့နေဆက်တော့ ားလို့ပြောလို့ဒါပြုတ်ချက်တဲ့ business မှာချက်တွင်းရင်းမရှိတော့ဘူးဘယ်လိုပြင်နိုင်ဒီပြောနေသွားလို့မြန်မာနိုင်ငံဟိုခီတော့ဝင်ရမှုရောကြတော့မှမဟုတ်ပဲကိငငန်တွက်ချက်မှုအပြောင်းလဲရဲ့နိုင်ငံရေးမတည်ငြိမ်မှုအနေငယ်ကြောင့်ကန့်သက်နေမျိုးတွေတတ်မှတ်လိုက်တာတွေကြောင့်ဖြစ်တယ်လို့သုံးသပ်ကြပါတယ်တွက်ချက်တဲ့ဟာမှာရင်းရတဆိုင်လက်စားဒေတာတွေမှာအနေချင်းပြန်ပြီးပါဝင်တချို့ဟာတွေကိုတွက်ချက်ကြတော့တတန်းကျော်လောက်ထသွားခြင်းဖြစ်တယ်နောက်တစ်ခါလက်စားဒေတာတွေမှာအလားတချို့ဟာတွေကြောင့်အတချို့အခြေအနေတွေကြောင့် ဒီကတ်တ်နေမြေလှုပ်လိုက်ရတော့ထိခိုက်တယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ကပကံတို့နပလီတို့ဒီမှာလှုပ်ပြီးလှုပ်နေတဲ့ဟိုဒီဥပဝေါထက်ကကျွန်တော်တို့အမှန်တော့ဒီနိုင်ငံတကာဝင်ပေါက်တွေဖြစ်တဲ့ရန်ကုန်နဲ့မန္တလေးကဟာမကြောက်ပါဘူးမြန်မာနိုင်ငံကို2015ခုနှစ်ကခီးသွားလေးတရမကိုတန်ဝင်ရောက်ခဲ့ပါတယ်။2016ခုနှစ်မှာတော့ခီးသွားနှစ်တရမကိုတန်ပဲဝင်ရောက်ခဲ့တယ်လို့ဟိုတယ်နှစ်ခီးသွားလိုက်ဝန်ကြီးဌာနကစာရင်းထုတ်ပြန်ခဲ့ပါတယ်။ အရင်နှစ်သက်ဆိုင်ရင်2016ခုနှစ်မှာခီးသွာ38ရာခိုင်နှုန်းကျဆင်းခဲ့ပေမယ့်ဒါဟာလေစိတ်ရေစိတ်ဝင်ပေါက်တွေကိုပဲတွက်ချက်ထားပြီးနေဆက်ကနေဝင်ရောက်မှုတွေကိုတော့မတွက်ချက်ထားဘူးလို့ဟိုတယ်နှင်းခီးသွာလိုက်ဝန်ကြီးဌာနကတာဝန်ရှိသူကပြောပါရယ်ကျွန်မခင်းနေဖြစ်ဆိုပါ